လောကမှာလူတွေကလူတွင်းကျဲလှုပ်ပြီးတော့လူလဲကောင်မှထားပြီးတော့ဘောဓုတ္တရှိတဲ့အောင်ရောင်းကြရတယ်ရွတ်ပြီးတော့ထားပြပြီးဖောင်းပေါင်းဖောင်းပေါင်းနဲ့ပြောတဲ့လူတွေကလည်းပညာရှိကြီးလို့ထင်ကြတယ်လေလူတဲ့ကောင်ကထားပြောပြီးပညာရှိကြီးတွေသူမသိတာမရှိဘူးမတတ်တာမရှိဘူးအဲ့လိုမျိုးပညာရှိဆိုရတယ်အဲ့ဒါပညာရှိလား မြတ်စွာဘုရားကပညာရှိနဲ့ပညာရှိအတုနဲ့အစ်စ်ကိုဘလို့ခွဲပြတော်ဆိုနတ္တိနပဏိတောဟောတိယဝတာဘဟုပါတိအကြောင်းအရာတွေစုံနေအောင်ပြောတတ်ရုံနဲ့ပညာရှိမဟုတ်ဘူးတဲ့ဟိုကိစ္စဆိုလဲသူသိလိုက်တာပဲဘယ်အကြောင်းဆွေးနေဆွေးနေသူကုန်သိတယ်သူပြောတယ်ဖောင်မောင်ဖောင်မောင်နဲ့ လူလဲကောင်မှာအဘောင်းအာရင်တန်တန်ပြောနေတိုင်းပညာရှိမဟုတ်ဘူးတဲ့လောကမှာလူတွေကတော်တော်များများမှာဟိုတိုက်အောင်ကားတွေများရှိလေရှားရွတ်တွေတို့တိုက်အောင်ကားတွေတို့များရှိအဲ့ဒါပညာရှိခေါ်မလားလူလဲကောင်မှာတကားဖောင်ပြီးတော့ ဟိုเจ้าရာလဲသူသိတယ်ဒီเจ้าရာလဲသူသိတယ်ပြောနိုင်တယ်အဲ့ဒါပညာရှိလားဆိုတော့မြတ်စွာဘုရားကနတေနပဏိတောဟောတိရှားဝတ္တဘဟုပါတတိအဲ့ဒီလိုလူတွေကောင်းမှစကားမြတ်မြတ်ပြောထပ်ယုံနဲ့ပဲပညာရှိခေါ်မလားဆိုခေါ်ဦးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးပညာရှိလို့မခေါ်ဘူးတဲ့ဒါပြည့် ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်ရောဆိုပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာခေမီအဝေရိအဝေယောပဏိတော်တိပါဝစတိပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာဖောင်း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 ဟောင်းဖွားဟောင်းဖွားပြောอยู่เนี่ยปัญญาရှိမဟုတ်ဘူးတဲ့သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှဒုက္ခမပေးတဲ့သူဖြစ်ရမယ် ခေမီအနည်းကင်းပညာရှိသူတဲ့ပုဂ္ဂိုလ်ဘယ်သူမှဒုက္ခမပေးဘူးဘယ်သူမှဒုက္ခရောက်အောင်မပြောစိတ်ကောင်းနှလုံးကောင်းမတန်းရှိတယ်ကုညီတတ်တယ်ခေမီအနည်းကင်းအောင်နော်မိမိကိုယ်တိုင်အနည်းကင်းနေဖေးကင်းနေသူများကိုဒုက္ခမပေးတဲ့ပုဂ္ဂိုလ်ဖြစ်ရအောင်အဝေရီ ရှန်သူကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ရှန်သူဆိုတာကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုလို့ရရှန်သူဆိုတာဘာကိုပြောတာတော့ဆိုတော့ဘာသီလကိုချုပ်ဖောက်နေတာရန်သူပဲသူကဝေရလို့ခေါ်တယ်ဘာဝသီလဝေရဒါကြောင့်မို့ဝေရမဏိဆိုတဲ့စကားလုံးကအဲ့ဒီအသေးပဲနဲ့ပါတယ်ပါဏတိပါတာဝေရမဏိသိခါဗရံသမာဓိယမိဆိုတဲ့အသေးပဲမှာ ဝေရမဏိဆိုရှောင်းကျင်နေဆိုတဲ့အဓိပ္ပာယ်ကတစ်ခု ဝေရဆိုတာယံကိုမဏိကဖယ်ဖြောက်တာဆိုတဲ့အဓိပ္ပာယ်လည်းတစ်ခုနော်စာပေဖွင့်နေမှာနှမျိုးဖွင့်ထားတယ်ဝေရမနတိဝိနာသေတိတိဝေရမဏိငါဘာတိလမှာသူများတဲ့မတတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တရား သူများအသက်ကိုတတ်ချင်းညောင်ဖြစ်ပေါ်လာတဲ့ဖေးရန်အနေနဲ့သူမှမရှိဘူး။တနည်းအားဖြင့်သူများကိုတတ်ချင်းအားဖြင့်သူများကိုဒုက္ခပေးတာမဟုတ်ဘူး။ဟောငါမသိလားဆိုတော့သူများဒုက္ခပေးတာလေ။သူများသက်တတ်တယ်။သူများဥစ္စာခိုးတယ်။သူတို့ဘာသာမရစောကပြစ်မှားတယ်။လိန်ပြောတယ်။ကိုတော့ကိုကမှမဟုတ်တာ။သူများကိုဒုက္ခရအောင်လုပ်တာလေ။ အဲ့ဒါတွေကတကယ်ရရနေပဲအဲ့ဒီရနေกินနေတယ်လို့ဆိုလို့တယ်အဲ့တော့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကထီအလုပ်တွေမလုပ်ဘူးသူကသူကိုယ်တိုင်ကပေးရအနေနဲ့กินတယ်ဘသူကမှရှမ်းတတ်သူမပြုတ်ဘူးဩဒါအုပ်ဆိုလို့တယ်အဝေးဒီဝိရဆိုတဲ့ရန်กินတယ်အဲ့ဒီမဲ့ ဝိဇ္ဇေဝသုံးနာလည်းပဲယံနဲ့မှထည့်ထားတယ်ဝိဇ္ဇေဝသုံးတဲ့သူကဉာဏ်တဲ့ပုဂ္ဂိုလ်ယံလောက်တာပဲလေဝိဇ္ဇေဝဆွဲနေလူသမှုလည်းကျွလွန်နိုင်တာပဲခိုးမှုလည်းကျွလွန်နိုင်တာပဲရိတ်လောက်တာလည်းကျွလွန်နိုင်တာပဲလိန်တာလည်းကျွလွန်နိုင်တာပဲသူကဝိဇ္ဇေဝအမှုသမားအကုန်လုံးလို့ရအဲ့တော့ အဲ့ဒီ၅ခုကိုဝေရလို့ခေါ်တယ်။အဲ့ဒီဝေရဆိုတဲ့၅မျိုးကဲနာအောင်အဝေရီအပိယအပိယဆိုတာသူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှဒုက္ခမဖြစ်ဘူး။သူဟာကြောက်စရာပုဂ္ဂိုလ်မဟုတ်ဘူး၊ခင်မင်းစရာပုဂ္ဂိုလ်သာဖြစ်တယ်။အော်ကြောက်စရာပုဂ္ဂိုလ်မဟုတ်ဘူး။သူများကိုဒုက္ခရအောင်မလုပ်ဘူး။ ချောက်ရမယ့်ပုဂ္ဂိုလ်လည်းမဟုတ်ဘူးခင်မင်ရမယ့်ပုဂ္ဂိုလ်သာဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှပဏိတာတကယ်ပညာရှိလို့ခေါ်တာတဲ့ဒါပညာရှိအစစ်တုအဲ့တော့ရာရာရေယူပြီးတော့ဟောင်းပေါင်းမောင်းနဲ့တူလည်းကောင်းမှတက်ပြောနေတယ်ပညာရှိမဟုတ်ဘူးပညာရှိဆိုဒီမှာဘသူမှဒုက္ခမပေးဘူး သူကိုယ်တိုင်ကယံကင်းနေသူ့ကိုကြောက်ပြုတ်ပြီးဘေးရန်အန္တရာယ်ဆိုတာလုံးဝမရှိဘူး။ဟာဒီအရေးချင်းနေရှိရမယ်။အရောတာတွေပြီးရင်အာကိုလောက်တဲ့ပုံကိုဖြစ်သွားပြီလေ။တကယ်အာကိုရမယ့်ပုံကိုဖြစ်သွားတယ်။အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကပန္နိတအစစ်ပန္နိတအတုဆိုတာကို ခွဲချပြီးဟောတာနော်နောက်တစ်ခုကဓမ္မဒရဆိုတဲ့စကားလုံးနဲ့ပတ်သက်တယ်ပေါ့တရားရှိသူတရားသိသူတရားရှိသူတရားမရှိသူဘယ်လိုဟာလဲ လောကမှာတရားတွေအများကြီးရှိပြီးတော့တရားစာတွေအများကြီးရတယ်စာပေဘုသူတ္တလိုက်စာလို့ဘယ်စာဖြင့်အလွတ်ရတယ်ဆိုတာမျိုးတွေရှိတယ်လေဓမ္မတရဓမ္မသင်ကြားထားတဲ့တရားကိုဒါရဆောင်းနေတရားဆောင်းနေအဲ့တော့တရားကိုဆောင်းနေဆိုတာတရားရှိသူတရားရှိသူဆိုတာ ဘယ်ပုဂ္ဂိုလ်မှတရားရှိသူခေါ်ရမလဲတရားတွေကိုသင်ထားလို့တက်မြောက်နေုံနဲ့တရားရှိသူခေါ်မလားဆိုပါစို့ပဋ္ဌာန်းပစ္စယနေရတာအလွတ်ရတယ်နေတိုင်းပြန်နေတယ်တရားရှိသူလို့ခေါ်မလားပေကြီး၁၇တုအလွတ်ရတယ်ဆိုနေတယ်တရားရှိသူလို့ခေါ်မလားပိရိက၃ဘုံအလွတ်ရတယ် ရွှေဖတ်နိုင်တယ်တရားရှိသူလို့ခေါ်နိုင်မလားလောကလူတွေကတော့တရားရှိတယ်လို့ခေါ်ကြတယ်နော်စာရိရတယ်တရားတွေသိတယ်တရားရှိတယ်လို့ခေါ်နေကြအဲ့ဒါတရားရှိသူအစစ်ဟုတ်လားဆိုတာကိုမြတ်စွာဘုရားခွဲပြတယ်အဲ့ဒါ တော့မြတ်စွာဘုရားရဲ့မိန့်ကြားချက်တွေကတကယ်အစင်မှန်ကိုဥတည်တာအပေါ်ရန်ကိုဘယ်တော့မှအာမပေးဘူးနော်အနှစ်သာရကိုရဖို့ဟုတ်တယ်လောကလူအများစုက အပေါ်ရန်လေးနဲ့ချိန်တတ်နေကြတာနော်အပေါ်ရန်ရွှေမုံကျဲအထဲကနောက်ချေးခံဆိုတာအပေါ်ရန်လေးကြည့်ပြီးတော့လူတွေကဆုံးဖြတ်နေကြတာ အတွင်းအနှစ်ကိုသိတဲ့သူကဓမ္မရှာတယ်အဲ့တော့မြတ်စွာဘုရားဘယ်တော့ဖြစ်အတွင်းနှစ်ကိုကြည့်တယ်အပေါ်ရမကြည့်နဲ့မြေကြီးကိုရွှေဖုံးထားတဲ့ရွှေတောင်ကြီးကတန်ဖိုးမှမရှိတာဟောရွှေသားအစ်စ်နဲ့လှုပ်ထားမှ ရွှေတောင်သို့တော့မြေကြီးကိုရွှေကွတ်ထားတဲ့သို့မဟုတ်ရွှေချထားတဲ့ဆိုရင်ရွှေတောင်လို့တော့ခေါ်ခံရမယ် ताई वेट आमोबशी ऐरा लोग वेट यहाँ शी